မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဒီဇင်ဘာလ17ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ ဘကိုးတိုင်းတောင်ကုန်မြို့နယ်ကျေးရွာများကိုစစ်ကြောင်းထိုးရန်ထွက်လာတဲ့အကြမ်းဖက်စစ်ခွေးစစ်ကြောင်းကိုကြားဖြတ်တိုက်ခတ်ရာစစ်ခွေးများထိခိုက်ဒေဆုံးမှုရှိနိုင်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီဇင်ဘာလ9ရက်နေ့မနေ့နှစ်နာရီခန့်အချိန်မှာတောင်ကုန်မြို့နယ်မှာရှိတဲ့ကျေးရွာများကိုစစ်ကြောင်းထိုးရန်ထွက်လာတဲ့အကြမ်းဖက်စစ်ခွေးစစ်ကြောင်းကိုတော်လိုင်းတပ်ဖွဲ့များကကြားဖြတ်တိုက်ခတ်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။၎င်းထိပ်ပွေတိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်တပ်ကထိခိုက်ဒေဆုံးမှုရှိတော့လဲအရင်အတွက်ကိုအတိပြုနိုင်ခြင်းမရှိသေးဘူးလို့ပြောပါတယ်။ဒါအပြင်တော်လိုင်းရဲဘော်တအူးလည်းမြင်းနဲ့စွာကြာဆုံးခဲ့ရတယ်လို့သိရပါတယ်။ဒီဇ င်မာလာ9ရက်နေ့မနက်9နာရီဝန်းကျင်ကတောင်ကုန်မြို့နယ်စစ်တောင်းမြစ်အရှိပိုက်ကမ်းကိုစစ်ခွေးတွေစစ်ကြောင်းထိုးဝင်ရောက်လာတာဖိတွဲမှုဖြစ်ခဲ့ပါတယ်စစ်တောင်းမြစ်ကိုကူးပြီးတော့ထွက်လာတဲ့စစ်ကြောင်းမှာကျွန်တော်တို့မဟာမိတ်တပ်တွေပြန်လည်ခုခံရင်းနဲ့ရဲဘော်တအူးမြင်းမြတ်စွာကြာဆုံးခဲ့ရပါတယ်စစ်တောင်းမြစ်ကိုဖျက်ကူးလာတာတော့သိရတယ်ဘယ်ကထွက်လာလဲတော့မသိရသေးဘူးမြစ်ကိုကူးလာမှသိတာပါစစ်တောင်းမြစ်အရှိပိုက်ကမ်းမှာတော့ 干吗？你玩的不得玩了吗？谁亏了谁玩的？谁亏人家看门去？以后东阳交到谁没？老叶那个谁张土拉拉玩了，我认识你，不回家带我吸毒啊，生病啊，玩的。 အကြမ်းဖက်စစ်ခွေးစစ်ကြောင်းကလက်ရှိအချိန်ထိတောင်ကုန်မြို့နယ်စစ်တောင်းမြင့်အရှိမကန်တခြားမှာရှိတဲ့ကျေးရွာများကိုဆက်လက်ပြီးတော့စစ်ကြောင်းထုတ်နေပြီးတိုက်ပွဲများလည်းဆက်လက်ဖြစ်ပွားနေဆဲဖြစ်တယ်လို့သိရပါဗျ။၎င်းတိုက်ခိုက်မှုကိုဝရစိန်ချိန်မုံရေးတပ်ဖွဲ့နဲ့မဟာမိတ်ရဲဘော်များကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးတော့စစ်ခွေးစစ်ကြောင်းကြောင့်စစ်တောင်းမြင့်တခြားမှာရှိတဲ့ကျေးရွာများကထောင်နဲ့ချီတဲ့ပြည်သူများဟာဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်စီရေးသတင်းကတော့ကချင်လွတ်လပ်ရေးတပ်မတော် KIA သိမ်းပိုက်ထိန်းချုပ်ထားတဲ့ဝိုင်းမော်မြို့နယ်စရုံးမြို့ကိုစစ်ခွေးတပ်ကလေကြောင်းကနေပြီးတော့ခမှန်ဘုံကျဲတိုက်ခိုက်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အာနာသိမ်းစစ်ခွေးတပ်ကစရုံးမြို့အတွင်းကိုဒီဇင်ဘာလ9ရက်နေ့နေ့လယ်ပိုင်းမှာလေရင်နဲ့ဘုံ၃ချိန်ကျဲစာတိုက်ခိုက်ခဲ့တယ်လို့ဆိုပါရယ်။စရုံးမြို့ရဲ့ဂိတ်နေရာကိုလေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့အဆောက်အဦတွေပျက်စီးမှုရှိခဲ့ကြောင်းကိုအသိပေးထားပါရယ်။လေကြောင်းတိုက်ခိုက်မှုကြောင့်လူတော့ထိခိုက်မှုရှိမရှိဆက်လက်စုံစမ်းနေတယ်လို့ပြောပါရယ်။ KIA သိမ်းပိုက်ထားတဲ့စတုံးမျိုးကိုစစ်ကောင်စီကစက်တင်ဘာလ29ရက်နေ့မှာလေးချောင်းကနေတိုက်ခိုက်ခဲ့ရာဂလိငယ်အပါအဝင်ပြည်သူ၈ဦးထက်မနည်းသေဆုံးတာဒဏ်ရာရရှိတဲ့သူတွေရှိခဲ့တယ်လို့သိရပါဗါး။နိုဝင်ဘာလ16ရက်နေ့ကလည်းစတုံးမျိုးကိုစစ်ကောင်စီရဲ့လေးချောင်းကနေဗုံးကျဲတိုက်ခိုက်ခဲ့လို့နေအိမ်နေပြည်စည်းမှုတွေနဲ့ထိခိုက်ဒဏ်ရာရရှိသူတွေရှိခဲ့ပါတယ်။စစ်ခွေးတပ်ဟာချင်းကျင်တော်အဖွဲ့ဝင်ချင်းဒေသကာကွယ်တပ် CDF ကံပက်လက်ထိန်းချုပ်ရာကံပက်လက်မျိုးကိုလည်းဒီလာအတွင်းမှာလေးချောင်းတိုက်ခိုက်မှုနှစ်ချိန်ပြုတ်လုပ်ခဲ့လို့နေအိမ်နေပြည်စည်းမှုရှိခဲ့တယ်လို့သိရပါဗါး။ အဲ့ဒီလိုစစ်ခွေးတွေလေးချောင်းကနေတိုက်ခိုက်ခဲ့လို့လေးချောင်းတိုက်ခိုက်ခံရတဲ့ကြီးရွာနေပြည်သူတွေဟာဘေးလွရာတောတောင်များကိုအေးပေါ်တိမ်းရှောင်နေရပြီးတော့စားနေရိတ်ခါအခက်ခဲဖြစ်ပေါ်လျက်ရှိတယ်လို့တံပက်လက်မြို့နယ်လူသားစာနာဘေးစီမံဌာနကဒီကနေ့မှာထုတ်ပြန်ထားပါရယ်စစ်ခွေးတပ်ဟာသူတို့လက်လွတ်ဆုံးရှုံးထားတဲ့နေမျိုးတွေကိုတော်လိုင်းအင်အားစုတွေထိန်းချုပ်ရာဒေသတွေကိုလေးချောင်းစစ်စစ်ရဲတွေဇက်တိုက်ပြုလုပ်နေလို့အရသာပြည်သူထိခိုက်ဒေဆုံးမှုတွေမြင့်တက်လျက်ရှိကြောင်းသတင်းရရှိပါရယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့စကိုင်းတိုင်းရွှေဘုံမြေကြီးနားလမ်းပိုင်းမှာတုံးရကြတဲ့အထိလမ်းကိုပိတ်ထားလို့ခင်ဦးမြို့နယ်မှာကားအစီးရေရာနဲ့ချီပြီးတော့ပိတ်မိနေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပြီးခဲ့တဲ့ဒီဇင်ဘာလ9ရက်နေ့ကစပြီးတော့ရွှေဘုံမြေကြီးနားလမ်းပိုင်းခင်ဦးမြို့နယ်ကခင်ဦးလမ်းစုံနဲ့ကြီးချင်းကြီးရွာမှာလမ်းပိတ်ထားလို့ကားအစီးရေရာနဲ့ချီပြီးတော့ရပ်တန့်ထားရကြောင်းကားသမားတို့ကပြောပြထားပါရတယ်။အတက်ကားတွေခင်ဦးလမ်းစုံမှာပိတ်ထားတာ အစင်းကားတွေကကြည်ချင်းရွာမှာပိတ်ထားတယ်လို့ကားသမားတဦးကအတည်ပြုပြောပြထားပါတယ်။ကားတွေဟာရွှေဘုံမြို့ကိုကြော်တာနဲ့ပိတ်ဆို့နေပြီးတော့ဒီကနေ့နေ့လယ်ပိုင်းအထိမြကြီးနားမြို့ကိုဥတီတဲ့အတက်လမ်းပိုင်းတွေကိုလောကနီးပါးဇက်တိုက်ပိတ်ဆို့နေစေဖြစ်တယ်လို့သိရပါတယ်။ဘာကြောင့်လမ်းပိတ်ထားလဲဆိုတာမသိရသေးဘူးလို့ကားသမားတွေကပြောပါတယ်။လမ်းပိတ်ထားလို့အတက်စင်းခရီးစဉ်တွေအလုံးရန်နာထားရတယ်လို့သိရပါတယ်။ရွှေဘုံမြကြီးနားဘျူဟာလမ်းပိုင်းမှာကံမလူမြို့နဲ့သပင်နတ်သာရွာကနေရေကြီးဦးချေးရွာအထိစစ်တပ်ကစိုးမိုးထားပြီးတော့ အထိုင်ချတတ်ဆွဲထားတယ်လို့သတင်းရရှိပါတယ်။သခိုင်းတိုင်းမှာတိုက်ပွဲတွေနဲ့လမ်းမိုင်းပိတ်ဆို့မှုတွေ၊ဂိမ်းကျွေးတွေကြောင်းကုန်တင်ခါများဟာမြင့်တက်လာပြီးတော့ဒေသခံပြည်သူတွေဟာကုန်စည်နှုန်းကြီးမြင့်မှုဒဏ်နဲ့ရင်ဆိုင်နေရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္လာရီတိုင်းလောင်းလုံးမြို့နယ်မှာရှိတဲ့ကြေးရွာများကိုအကြမ်းဖက်စစ်တပ်က၃ရက်ဆက်တိုက်လက်နက်ကြီးများနဲ့ပစ်ခတ်တိုက်ခိုက်နေခြင်းကြောင့်ကြေးရွာ၅ရွာကျော်ကထောင်ထဲချီတဲ့ပြည်သူများဟာရွာလုံးကျွတ်ထွက်ပြေးနေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဒီဇင်ဘာလ9ရက်နေ့ကစတင်ပြီးတော့ဒီကနေ့ဒီဇင်ဘာလ17ရက်နေ့အထိအချမ်းမစစ်တပ်ရဲ့စစ်သင်္ဘောများနဲ့ဒဝယ်မြို့ပေါ်မှာတပ်ဆွဲထားတဲ့စစ်ခွေးများကလောင်းလုံးမြို့နယ်အတွင်းမှာရှိတဲ့ကြီးပါများကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့လက်နက်ကြီးများနဲ့ဇက်တိုက်ရန်တပ်ပစ်ခတ်နေတယ်လို့သိရပါဗျ။အချမ်းမစစ်ခွေးတပ်ကပစ်ခတ်လိုက်တဲ့လက်နက်ကြီးကြီးများဟာတရားကြီးပါနဲ့ဂေါ်ရင်ကြီးပါအနီးကိုကြောက်ရောက်ပောက်ကွဲခဲ့ပြီးပြည်သူများထိခိုက်မှုမရှိတော့လဲလက်နက်ကြီးများကြီးပါအတွင်းကိုကြောက်ရောက်ပောက်ကွဲမှာကိုစိုးရိမ်နေတဲ့အတွက်ကြောင့်တရားကြီးပါနဲ့ဂေါ်ရင်ကြီးပါကပြည်သူများအပါအဝင် ထောင်ထဲချတဲ့ပြည်သူများဟာဘေးလွတ်ရာကိုကြိုတင်ထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါဗျ။ ဘာတိုက်ပွဲမှလည်းမရှိဘဲနဲ့စစ်ခွေးတွေကသုံးရက်ဇက်တိုက်ကိုလက်နက်ကြီးတွေနဲ့ပြစ်ခတ်တိုက်ခိုက်နေတာပြည်သူတွေလည်းလက်နက်ကြီးရွာတွေထဲကျရောက်ပောက်ကွဲမှစိုးရိမ်လာကြောင်းရွာလုံးချုပ်ကိုပြေးနေရပါတယ်အခုချိန်ထိလက်နက်ကြီးတွေကပြစ်နေတော့မယ်ပြည်သူတွေထိခိုက်မှုမရှိဘူးလို့တော့သိရတယ်စစ်ခွေးစစ်ကြောင်းကစစ်ကြောင်းထိုးလာတာတော့မရှိသေးဘူးလို့ဒေတာပရင်းစီရဲ့သတင်းရင်းတွေကအတည်ပြုပြောကြားထားပါတယ်ဒါအပြင်နိုဗမာလ10ရက်နေ့ကလည်းလောင်းလုံးမြို့အနီးမှာရှိတဲ့ငင်းမော်ရွာကိုစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်ခွေးတပ်ကကျေးရွာအတွင်းမှာရှိတဲ့နေအိမ်များကိုမိရှို့ဖျက်ဆီးပြီး 比如哪个跌倒了，有恶人欺负，就把你妈似的倒在他们脑袋上给敲，这样是不对的。 နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းပေါ့မြုံနယ်အရှိမျောက်ချမ်းမှာရှိတဲ့ကျေးရွာများကိုအကြမ်းမဆက်တကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့လီရင်နဲ့ဘုံကျဲတိုက်ခိုက်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီဇင်ဘာလ9ရက်နေ့ည8နာရီခန့်မှာပေါ့မြုံနယ်အရှိမျောက်ချမ်းမှာရှိတဲ့ကျေးရွာများကိုအကြမ်းမဆက်တရဲ့မိထီလာလေတပ်ကနေတက်လာတဲ့ Jet Fighter တစ်စီးကဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွဲမှာရွာပြင်မှာဘုံများကြောက်ရောက်ပောက်ကွဲခဲ့တဲ့အတွက်ကြောင့်ပြည်သူများထိခိုက်မှုတော့မရှိဘူးလို့ပြောပါတယ်။စစ်ခွေးတွေကဘာတိုက်ပွဲမှလည်းမရှိဘဲနဲ့ထားမောက်ကုန်းရွာစာတင်ကျောင်းကိုဘုံ ကျဲသွားတာပါပြည်သူတွေထိတ်ခိုက်ဒဏ်ရာရတာမျိုးနဲ့အိမ်ပြန်ဆေးတာမျိုးတော့မရှိပါဘူးလို့ပေါ့မြုံနယ်ကာကွယ်အဖွဲ့ကကိုလိုက်အောင်ကရှင်းပြထားပါတယ်အလားတူပဲနိုဝင်ဘာလအတွင်းပေါ့မြုံနယ်အတွင်းမှာရှိတဲ့ကြေးရွာများကို အကြမ်းမစစ်တမ်းနဲ့ဒေသခံပြူစောထင်းများပူးပေါင်းပြီးတော့စစ်ကြောင်းထိုးခဲ့တယ်လို့သိရပါဗါးအဲ့ဒီစစ်ကြောင်းရဲ့ဖမ်းဆီးတပ်ဖြတ်မှုကြောင့်ပြည်သူ16ဦးသေဆုံးပြီးလေကြောင်းလမ်းနဲ့ကြီးများနဲ့ပြစ်ခတ်ခြင်းကြောင့်ထိခိုက်ဒဏ်ရာရရှိသူပြည်သူ19ဦးရှိတယ်လို့သိရပါဗါးဒါအပြင်ဖမ်းဆီးခဲ့တဲ့ပြည်သူ15ဦးမိုင်းနှိမ့်မိပြီးတော့ကိုအင်ကဆုံးရှုံးသူ9ဦးနဲ့မရိန်ပြူကျင့်ခံရသူ2ဦးရှိတယ်လို့သိရပါဗါးဒါအပြင်ချင်းပြည်နယ်ကံပလတ်မြို့နယ်မှာရှိတဲ့ခြေရွာများကိုလည်း ်အချက်မဆက်တဲ့ကလေရင်လက်နဲ့ကြီးများနဲ့ပြစ်ခတ်တိုက်ခိုက်ခြင်းကြောင့်နေအိမ်များပျက်စီးခဲ့ကြောင်းကက်ပလန်မြို့နယ်လူသားစာနာဘေးစီမံဌာနထံကသိရပါဗျ။ဒီဇင်ဘာလ9ရက်နေ့မှာအချက်မဆက်တဲ့ဟာကက်ပလန်မြို့နယ်အတွင်းမှာရှိတဲ့ကြီးရွာများကလေရင်နဲ့အချိန်ချင်းဘုံကျဲတိုက်ခိုက်ရာကြီးရွာတရွာအတွင်းကိုလည်းလက်နဲ့ကြီးနဲ့နှစ်ချိန်ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။အချက်မဆက်တဲ့ရဲ့လေကြောင်းလက်နဲ့ကြီးများနဲ့တိုက်ခိုက်ခြင်းကြောင့်နေအိမ်15လုံးထိခိုက်ပျက်စီးခဲ့ပြီးတော့ပြည်သူတွေတော့ထိခိုက်မှုမရှိဘူးလို့သိရပါဗျ။ဒီဇင်ဘာလအတွင်းမှာကံပက်လန်မြို့နယ်အတွင်းမှာရှိတဲ့ကြီးရွာများက ကိုအကြမ်းမဆက်တက်ကလေးချောင်းနဲ့ဘုံကျဲတက်ခိုက်တဲ့အတွာကြီးဝါနေပြည်သူများဟာဘေးလွတ်ရာတောတောင်များအတွင်းမှာအရေးပေါ်တင်းရှောင်နေရပြီးတော့စားနေရိတ်ခါများလဲလိုအပ်လျက်ရှိကြောင်းတရင်ရရှိပါတယ်ခမောသတင်းတွေကိုတင်ဆက်ပေးနေနေကြားဖြတ်ပြီးတော့အကူညီတောင်းကျင်တာလေးတခုကတော့နေ့စဉ်နဲ့အမျှ update ဖြစ်နေတဲ့သတင်းများကိုအစင်အနည်းနဲ့နားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel လေးကို like and subscribe လုပ်ပေးထားကြဖို့အတွက်မြစ်တာရက်ခံတောင်းဆိုလိုက်ပါရစေခင်ဗျာ။ မြေပြင်ကရဲဘော်တွေနဲ့စစ်ဘေးရှောင်ပြည်သူများကိုအစီအမဲန်းကူညီပေးနေတဲ့ channel ဖြစ်တဲ့အတွက်လူကြီးမင်းတို့အနေနဲ့ subscribe လေးတစ်ချက်နှိပ်ပေးုံနဲ့တင်တော်လန်ရေးမှာပါဝင်ကူညီကြဖို့တောင်းဆိုလိုက်ပါစေခင်ဗျာကျွန်တော်အခုထုတ်လွှင့်နေတဲ့ Revolut Burma News Channel Official ဒီ channel တစ်ခုပဲရှိပါတယ်ကျွန်တော်ရဲ့ Revolut Burma News Channel ရဲ့နာမည်ကိုခိုးယူပြီးတော့ပေါ်လို့ပဲစားမဟုတ်မမှန်သတင်းများကိုတင်နေတယ်ပြည်သူတွေကိုအစိတ်ခတ်နေတဲ့အောက်တန်းစား channel များ မွေးလာကလေးကကိုပိုင်အုံနောက်ကိုမသုံးမဲသူများရဲ့ idea တွေကို like ခိုးနေတဲ့အောက်တန်းစား channel များတနေ့တခြားပုံမများပြလာတဲ့အတော့အတူပသတိပြုပြီးတော့အားပေးစီကြပါရခင်ဗျာနေ့စဉ်နဲ့အမျှအစဉ်အမြဲတမ်းကြည့်ရှုအားပေးနေတဲ့ကျေးဇူးရှင်မိဘပြည်သူများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ကချင်ပြည်နယ်မြေကြီးနာမိုးညင်းမိုးကောင်းနယ်ဖားကန်မြို့နယ်မှာအကြမ်းဖက်ဆက်ခွေးတပ်ကပြည်သူအယောက်80ကျော်ကိုစစ်မှုထမ်းတပ်သားအဖြစ်နဲ့ဖမ်းဆီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ25ရက်နေ့ကနေဒီဇင်ဘာလ10ရက်နေ့အထိ15ရက်ကာလအတွင်းမှာမြေကြီးနာမိုးညင်းပြည်တော်စုလမ်းမိုက်မှာရှိတဲ့ကြေးရွာချို့နယ်မြေကြီးနာဖားကန်လမ်းမိုးကောင်းဖားကန်လမ်းမိုးကောင်းဟိုပင်လမ်းဟိုပင်အင်းတော်ကြီးလမ်းဟိုပင်မိုးညင်းလမ်းများမှာဒေသနေပြည်သူများနဲ့ခရီးသွားပြည်သူ90ကျော်ကိုစစ်ခွေးတပ်ကစစ်မှုထမ်းအပတ်စဉ် ဆယ်အတွက်ဖမ်းဆီးသွားတယ်လို့သိရပါဗျ။ဒါအပြင်ဟိုပင်မြို့အနီးမိုးကောင်းမြို့နယ်အတွင်းမှာရှိတဲ့နန်းခွင်ကြီးရွာတွေကပြည်သူအယောက်20ကျော်ကိုလည်းအကြမ်းစစ်တပ်နဲ့ SNA တပ်ဖွဲ့တွေကပူးပေါင်းပြီးဖမ်းဆီးခဲ့တယ်လို့သိရပါဗျ။အလားတူပဲပင်မောတိုက်နယ်အတွင်းမှာလည်းပြည်သူ10ဦးကျော်ကိုဖမ်းဆီးခဲ့တယ်လို့ပြောပါတယ်။ဖားကန်မြို့ကိုတွားရောက်မဲ့ပြည်သူတချို့ကိုလည်းရှမ်းနီပြည်သူစစ်နဲ့ကာသမားတွေပေါင်းပြီးတော့စားမော်ကြီးရွာအနီးပြုံသုံးလုံးရွာလမ်းမအနီးမှာရှိတဲ့ တက်သေးကိုကားပါမောင်းနေပြီးတော့ဖမ်းဆီးမှုများဇက်တိုက်လုံဆောင်ခဲ့တယ်လို့သိရပါတယ်။ဟိုပင်နိုင်ရင်ချေးရွာအနီးတိုက်ပွဲမှာလဲစစ်ခွေးတွေဘက်ကအထိနာသွားလို့ပေါ်တာဆွဲဖမ်းဆီးဖို့ရှိတယ်လို့ဟိုပင်ဒေသခံတွေကပြောပါတယ်။စစ်ခွေးတက်ကတောက်လျှောက်ဖမ်းဆီးတာတွေလုံနေလို့အခုအချိန်မှာခရီးတို့ခရီးရှည်သွားမဲ့မိဘပြည်သူတွေအနေနဲ့သတိထားပြီးတော့သွားလာကြဖို့သတိပေးလိုပါတယ်လို့ဒေသတရင်ရင်းမြစ်ကရှင်းပြထားပါတယ်။အကြမ်းမဲ့စစ်ခွေးတက်ကအခုဒီဇင်ဘာလလယ်မှာစစ်မှုထမ်းအပတ်စဉ်20ကိုဖွင့်လှစ်သွားမှာဖြစ်ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကို အချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ